ဒါကြောင့်ဖြစ်နေတာကျွန်တော်တို့ကလုပ်ပြီတိုင်းသားနဲ့တက်ဆိုင်ရတက်ဆိုင်ရပုံကူများကလည်းဖြစ်နေတာကိုပဲပြောဖို့လုပ်ကြဖို့ဒါပြောချင်ပါတယ်မဖြစ်နေတာလည်းရှောက်ပြောပြီးတော့ပါအလုပ်နေလို့မရဘူးမင်းအောင်လိုင်းအပါဝင်ဒီမာဖီးယားစစ်အုပ်စုကိုကျွန်တော်တို့စုံစမ်းစစ်ဆေးပိုင်ခွင့်တရားစွဲပိုင်ခွင့်ဘလိုမျိုးအခွင့်အရေးတွေဘလိုမျိုးဥပဒေတွေကကျွန်တော်တို့ကာကွယ်မှုတွေပေးတာလဲ။ဟွန်းသူကြီးတကောင်ကတော့သူ့ရဲ့တငယ်ချင်း မိမိတကောင်လက်ပင်းမပါဖင်းနဲ့ဘုံပေါ်ပဲရှောက်သွားနေရတဲ့ဘဝကိုမင်းအောင်တဲ့ကောင်ဘုံမရှောက်ဘူးပေါ်ကွင်းနေတယ်ဖြစ်ပါတယ်ကျွန်တော်တိကျနေဗျာကျွန်တော်လည်းဖမ်းနေတယ်မင်းအောင်လည်းကျွန်တော်လည်းတရားစွဲခြင်းနေဟွန်းတော်လမ်းမှုရအလုံးပဲဘောပီးနဲ့မီးပီးတယ်မှာမြန်ဆုံးကွင်းဝင်ကြပါဒီလိုဆူတောင်းပေးနေပဲကျွန်တော်ရဲ့ကိုဂျက်ရီပေါ်လူရှင် channel လေးကပြန်ပြန်ဆိုလိုက်ပါတယ် ဒီလိုရချင်းမလို့သွားပေးခင်မှာယနေ့အော်တိုပရာစံတိုင်းနဲ့ဘုံတုံးနဲ့ညာပိုင်းထင်အောင်ဆွေးနွေးရှိတဲ့တင်းချိုကိုအချင်းချုပ်ဖော်ပြပြသွားဖြစ်ပါတယ်။တော်လိုင်းမျိုးတော့မသတင်းကောင်းနေဖြစ်တယ်။တော်လိုင်းမျိုးတော့အားလုံးပဲအဆုံးထိရှိဖို့နေရိုင်းမျိုးထက်မှန်တောင်းဆိုရပါတယ်။ဘရောင်းသုံးတင်းဖို့နေကတော့တနိုင်ငံလုံးတိုင်းတာနဲ့ဝေကောက်ပွဲတွေကိုဓာနှုံးပြီးကျင်းပနိုင်တော့မှမဟုတ်တော့ဘူးဆိုပြီးတော့အကြံပတ်မင်းအောင်နိုင်ကတော့ဝန်ခံပါပြီဖြစ်ပါတယ်။နိုင်ငံတနိုင်ငံလုံးတိုင်းတာနဲ့ဝေကောက်ပွဲတွေကိုကျင်းပဖို့အတွက်ပြည်내တစ်ခုသိမ့်ပိုက်ခံရတဲ့ပြည်내တစ်ခုကို ၅ရက်တွင်ရဖို့ကြိုးစားခဲ့မှလဲလက်ရှိချိန်မှာတော့တလအရင်းအောင်တနည်းအားမရဖဲဖြစ်နေတဲ့နေသားကူနဲ့ပြန်လေရမဆုတ်ပေးရင်မရခဲ့သလိုဆုတ်ပေးလိုက်လို့ရသွားတဲ့နေရာတွေကိုလည်းစစ်ကူတွေဘက်ကဘလို့ပဲဝါရဖြန့်ဖြန့်မင်းအောင်နဲ့တယောက်အနေနဲ့လက်ရှိမှာအခက်ခွဲကြုံပြီးတော့နိုင်ငံလုံးတိုင်းတန်းနဲ့လက်ရှိမှာရွေးကောက်ပွဲကိုမကျင်းပနိုင်တော့ဘူးဆိုတာကိုအတည်ရင်ကြီးညာလိုက်ပြီးဖြစ်ပါတယ်။လာမယ့်ကြီးစမ28ရက်နေ့စတင်ပြီးတော့ရွေးကောက်ပွဲကိုပိုင်းလိုက်ကျင်းပမည်ဖြစ်ကြောင်းသူရတွင်လည်းရွေးကောက်ပွဲကိုရာနှုန်းမြင့်ကျင်းပနိုင်မှာမဟုတ်ကြောင်းနဲ့ပထမအစီအနေဖြင့် မြို့နယ်ပေါင်း၁၀၂မြို့နယ်မှာတော့ရွေးကောက်ပွဲပြုလုပ်မည်ပြီးတော့ဒုတိယဆင်မှာတော့မြို့နယ်ပေါင်း၁၀၀ရွေးကောက်ပွဲပြုလုပ်မည်ဖြစ်ကြောင်းနဲ့တတိယဆင်မှာတော့ပြန်ရှိနေတဲ့မြို့နယ်များမှာရွေးကောက်ပွဲပြုလုပ်မည်ဖြစ်ကြောင်းနဲ့မင်းအောင်လည်းပြောခဲ့ပါတယ်။ပြန်ရှိနေတဲ့မြို့နယ်များဆိုတာကတော့ဒီကိုဒီကရင်ပြီးတော့တက်ပြီးတော့တိမ့်လို့ပြင်ရတဲ့နေရာကိုပြောတာဖြစ်ပြီးတော့မရဘူးဆိုရင်တော့မလုပ်ဘူးဆိုတဲ့သဘောတရားကိုပြောတာတွေ့ရှိရပါတယ်။အရှိယူကောက်ဘဘုံနိုင်ငံရေးပါတီ58ပါတီမှကိုယ်စားလှယ်လောင်းပေါင်း9000ကျော်စာရင်းပေးသွင်းထားပြီးတိုင်းနိုင်ငံလုံးတိုင်းထားပြီး ထောက်ပါတီကရှင်ပိုင်ဖြစ်ပြီးအဲ့ဒီပါတီများမှာတော့ကျန်ဖို့ပါတီကကိုစလေရီအတွက်ထောင်ကျော်ဖြင့်အများဆုံးရှင်ပိုင်ဖြစ်ကြောင်းလည်းသိရှိရပြီးတော့အဲ့ဒီမှာကတော့အလုံးစီတိုင်းပဲပဇင်ဦးတို့ဥတုမရာသီသွေးတို့ပါမရောက်ရှင်ပြိုင်မှာ ਉਹਦੇ တွေ့နေရနေတာပဲဖြစ်ပါတယ်ဒီချီဒီမှာကတော့ဝင်ရောက်ရှင်ပိုင်မဲ့ကိုစလောင်း9တောင်မှာနံပါတ်ကြီးရသူတွေချို့ကိုသိရမယ်လဲအခြားသူတွေကတော့သူတို့ရဲ့လုံလုံကြီးရဝဲဝဲထားထားကြီးတောင်းလည်းသိရှိရပြီးတော့လွတ်တော်ဝဲကိုရောက်မှာပဲတက်ပြီးတော့လွတ်တော်တက်မှန်နေတာလေတွေ့နေရဖြစ်ပါတယ် နောက်ထပ်သတင်းပုံအနေနဲ့ကတော့တကယ်လို့မပဲဟာသဆန်နဲ့ဒီစရာပြလုံးတစ်ခုလိုလိုပြောမယ်အနေထားတစ်ခုပါပဲ။ကျမ်းပတ်မင်းအောင်လိုင်းဟာတိုင်းသားနဲ့ကိုင်မြအနေနဲ့ငြိမ်းချမ်းရေးရရှိရေးဖြစ်နိုင်တာတွေကိုပြောပြီးဖြစ်နိုင်တာကိုလုံးဝမပြောဘူး။အမှန်ပြီးတော့ပြည်ပေးပြီးတော့နိုင်ငံကိုဒုက္ခရောက်အောင်မလုပ်ကြဘူး။၎င်းကတောင်းဆိုလိုက်တယ်ဆိုပြီးတော့ပြောထားတာတွေ့ရှိရပါတယ်။သူအနေနဲ့ငြိမ်းချမ်းရရှိရေးအတွက်ပြည်တော်စုဖြစ်ထွန်းရေးအတွက်တိုင်းသားနဲ့ကိုင်တွေကိုဖိတ်ခေါ်ကြောင်းနဲ့ဒီကံဥပဒေကိုပြင်ဆင်ဖို့လဲဘောတူညီထားကြောင်း ဒါမဲ့ပြည်ထောင်စုလွတ်တော်မှာသွေးနွေးရမည်ဖြစ်ကြောင်းနဲ့ဒီကောက်ပွဲမှာတော့တိုင်းရင်းသားလွတ်တော်ကိုယ်စားလှယ်တွေဟာဝင်လာနိုင်အောင်ပြည်အားစနစ်ကိုအသုံးပြုထားကြောင်းနဲ့အငြင်းပြဿနာတွေကိုလက်နက်ကင်ပြီးတော့ဖြေရှင်းလို့မရပဲသွေးနွေးပြီးရှာမတာဖြစ်ကြောင်းနဲ့လွတ်တော်ထဲမှာပြောရင်ပိုကောင်းကြောင်းမင်းတို့ကဆိုထားပါဗျ။ဒါမဲ့ပြောတော့ပြောမဟုတ်တော့ဘူးပြောနဲ့ငါမပြီးနိုင်တော့ဘူးပြောနေဆိုတဲ့သဘောတရားကိုလည်းမင်းအောင်ကပြက်ပြက်တင်းတင်းသားတဲ့ကကန့်ကွက်ပြောဆိုထားတယ်တွေ့နေရနေတာကူပဲဖြစ်ပါတယ်။ဒီတော်လန်ရေးကကြာအောင်ပါလားဗျ။ကြာအောင်ပါ ဒေါ်လာရေးမှာလက်နက်ကင်တိုက်ပွဲဝင်နေတဲ့အဖွဲ့အစည်းတွေမညီတရွေ့ကြာအောင်မှာယူမန်နေရမှာမရောက်တရွေ့ကြာအောင်မှာငါတိငါတက်ဆိုသူတွေခေါင်းဆောင်ဖြစ်တရွေ့ကြာအောင်မှာဒေါ်လာရေးအစိုးရကိုအယုံအကြည်မရှိတရွေ့ကြာအောင်မှာ တနပ်ပစ်တဲ့ယုံစစ်တိုက်တဲ့ယုံနဲ့တော်လန်ရေးအောင်ပြီလို့ထင်နေတဲ့ကြာအောင်ပါငါပြောတဲ့စကားကိုနားထောင်တဲ့သူပဲခေါင်းဆောင်ခန့်နေတဲ့ကြာအောင်ပါတော်လန်ရေးကိုဗန်းပြပြီးလှုပ်ရှားနေတဲ့ကြာအောင်ပါဘာပဲလှုပ်လှုပ်အပြစ်မြင်နေတဲ့ပြည်သူတွေရှိတဲ့ကြာအောင်ပါအမားလောက်သူထက် အမှန်ပြောတဲ့သူမရှိသေးရကြာအောင်မှာမနာပြောရင်သေမှာကြောက်နေတဲ့ရကြာအောင်မှာကြာအောင်မှာကြာအောင်မှာဒီတော်လန်ရေးမှာစစ်သားကစစ်သားလိုမနေထိုင်တဲ့ရကြာအောင်မယ်မနော်အဲ့ဒီတော်လန်ရေးရဲ့လက်ပီသူတွေဖြစ်တဲ့ပြဿနာပေါ့နော်ကျမတို့ကအကောင်းဘက်ကတွေးကြည့်လို့ရှိရင်ဒါ ပြောရမယ်ဆိုရင်ဒါဒီမိုကရေစီနော်ဒီမိုကရေစီမရသေးတဲ့အချိန်မှာတော်လှန်ရေးအချိန်မှာပေါ့နော်ကျမတို့ရဲ့သူရဲကောင်းလေးတွေစိတ်ရှည်ရှည်နဲ့ကျမတို့ရဲ့ပြည်သူတွေကိုဘယ်လိုပဲပြည်သူ အပြန်အလှန်ပေါ့နော်အပြန်အလှန်ငင်းခုတ်ကြတယ်ဒါဒီမိုကရေစီရဲ့အစပြုခြင်းလေပြောရမယ်ဆိုရင်နော်ဒါလက်နဲ့ကိုအားကိုးပြီးတော့ပြည်သူကိုလက်နဲ့ပြချိတ်ချောက်တာမဟုတ်ဘူး မအေးလို့မင်းအွန်လိုင်းနဲ့တခြားစီပဲနော်အခုရဲဘော်တွေဘက်ကသူတို့လာပြောတယ်နော်စတာလင်ဘယ်လိုပြောမလဲဒီတော်လန်ရဲ့အချိန်မှာအရန်ကိုအရေးကြီးနေတဲ့အချိန်မှာပေါ့နော်ဒီမိုကရေစီရသေးတဲ့အချိန်ကာလလည်းမဟုတ်သေးဘူးအဲဒါကြောင့်မို့အခုချိန်မှာကျမတို့ကတော့အားလုံးနော်အားလုံးဒုက္ခမရောက်ဖို့အတွက်ဒါရဲဘော်တွေမှာတောင်းရှိတယ်ပြောပိုင်ခွင့်ရှိပါတယ်နော်သူတို့ပြောတာကလည်းဟိုဘယ်လိုပြောမလဲအနိုင်ထက်စီးနေ ြောတာမဟုတ်ဘူးလေကျမဗီဒီယိုဖိုင်ထဲမှာကြည့်ရကျမတို့ပြည်သူဘက်ကနော်ပြည်သူဘက်ကဟာလေလို့ထုတ်ပြီးတော့နော်ဒါဘယ်လိုပြောမလဲဒါဒီမိုကရေစီရဲ့အစပိုးခြင်းလို့ခေါ်တယ်တကယ်လို့သာအာဏာရှင်ဆိုရင်ဒီလိုမျိုးပြောရင်းမလားဩစနာဆိုင်နော်မင်္ဂလာပါဝမ်းရှက်ပြပါအာဏာရှင်ဆိုရင်ကျမတို့ဒီလိုမျိုးပြောဖို့မစင်စားနဲ့မော့တော့မကြည့်ရဘူးအဲကြောင့်မို့လို့ဒါကျမတို့အကောင့်ဘက်ကကြည့်လို့ရှိရင် ျမတို့ရဲ့တော်လန့်ရေးရဲပေါ်ဒီအထူးသဖြင့်မန္တလေး PDF တွေနော်သူတို့ရဲ့ဆက်ရှိသီးခံမှုကို ကျမတို့ကလေးစားရမှာနော်လေးစားရမှာအခုသူတို့ဒါတော့နော်ဘာပဲဖြစ်ပြီးသူတွေကိုသူတို့တန်မိုးထားလို့နော်မားဒီဖြစ်စီမန်ဒီဖြစ်စီအခုပြည်သူကိုပြန်ပြီးတော့နော်ဟိုကတော့ပွဲနဲ့လာတော့ချော့တာပေါ့နော်အဲ့ဒါကောင်းတဲ့မြင်ကွင်းပဲ ကောင်းတဲ့မြေခွေးပဲတချို့ကြတော့ညီမျိုးစုံနဲ့ဝေဖန်သုံးသားကြတာပေါ့နော်ကျမတို့အကောင်းဘက်ကကြည်လို့ရှိရင်ဒါကျမတို့တွားချင်နေတဲ့ဒီမိုကရေစီစနစ်ပဲဒီမိုကရေစီစနစ်ဆိုရင်ကျမတို့ပြည်သူတွေဘယ်သူကမှကြောက်ရမှာမဟုတ်ဘူးနော်ပြောပိုင်ခွင့်ရှိတယ်ဒါအကောင်းဘက်ကပြောလို့ရှိမှာနော်ဒါမဲ့ကျမဒီမန္တလေးစင်ကူမြို့နယ်ကရှိတဲ့ပြည်သူတွေကိုလေအခုရန်ဖြစ်နေတဲ့နော်ကျမတို့ရဲဘော်တွေကိုပြောနေတဲ့ရန်ဖြစ်နေတဲ့ပြည်သူတွေကိုပြောချင်တာက မန္တလေးမှာစင်ကူးမှာကျွန်တော် PDL လေးတွေရဲ့အောက်မှာချင်းကြက်တယ်ဥပဒေနဲ့ထိချုံလို့ချင်းကြက်တယ်ဆိုရင်လေကျွန်တော်ကရင်ပြည်နယ်ကိုလာခဲ့လိုက်နော်ကရင်ပြည်နယ်မှာအရန်လွတ်လပ်တယ်မူကြီးစေဝါလောင်းကစားလုံးမလားလွတ်လပ်တယ်နော်နောက်ပြီးတော့အိုးဗလဲဘသူမှမပြောဘူးပျော်ပွဲစင်ပွဲတွေနဲ့ပျော်စရာကြီးနော်ကထိပွဲလားဘာပွဲလားပျော်စရာကြီးလာခဲ့လိုက်သိသွားမယ်ကျွန်တော်ကရင်ပြည်နယ်မှာလေ ထိတ်ချမှုမရှိဘူးဟိုဘယ်လိုပြောမလဲနော်ဥပဒေမဲ့တရားမဲ့နော်အဲ့ဒီလိုမျိုးကင်းလွတ်နေတာကိုနေချင်းလဲဆိုကျွန်တော်တို့ခင်ပြင်းနဲ့လာနေလိုက်ကျွန်တော်တို့ခင်ပြင်းနဲ့มาလေဒီလိုမျိုး PDF တွေမန္တလေးက PDF တွေလိုမျိုးကျွန်တော်တို့ခင်ပြင်းနဲ့มาဘယ်သူမှထိုက်ချုံလို့မရဲဘူး နော်ဒီ NSCA နွား OD ကိုကြောက်နေရတယ်လက်နဲ့ကြိုင်အားလုံးကိုကြောက်နေရတယ်စစ်မှုထမ်းအတွက်ဒီလောက်ဒီလောက်ထက်ထဲရတယ်နော်ဘာချင်းညာချစ်အတွက်ထက်ပြန်ပြောပိုင်ခွင့်မရှိမလဲမမေးသုံးချက်မေးသုံးချက်အဲ့ဒီလိုမျိုးနေချင်လားလာခဲ့ကျွန်တော်တို့ကရင်ပြည်နယ်ကိုနော်အဲ့လိုလောလောလနေချင်လို့ဆင်းကရင်ပြည်နယ်ကိုလာခဲ့လိုက်မော်တော့မကြည့်ရဘူး လက်နဲ့ကင်တယ်အများကြီးပဲကျမပြောချင်တာကတော်လန်ရေးကာလမှာเนาะကျမတို့ပြည်သူတွေအနေနဲ့ကလည်းဥပဒေကိုလိုက်နာရမယ်လေစားရမယ်သူတို့ကလည်းเนาะဒီစတားလင်းသုံးတာအရန်ကိုအန်ရရှိပါလေအန်ရရှိတယ်ဆိုတာဒါရန်သူဘက်ကဘောနော်ရန်သူဘက်ကဟိုဘယ်လိုပြောမလဲတချို့ လူတိုင်းကိုနော်ထိတ်ချုပ်မှုမရောက်နိုင်ဘူးလေဒါပေမဲ့ဥပဒေကိုလိုက်နာလက်ပြည်သူတွေစင်ပြောစရာမလိုပါဘူးဒါပေမဲ့တချို့ကြတော့ဥပဒေကိုလက်တလုံးချလုပ်တဲ့တချို့ပြည်သူတွေရှိတယ်လေအဲ့ဒါကြောင့်ပြောတာပါအခုမန္တလေး PDF တွေလောက်တာမှန်တယ်ကျမထောက်ခံတယ်လေးစားတယ်ကျမတို့ကြည်ဆက်လေးတွေကလေဟိုးစိခိခိကဂျီလီတွေနဲ့မတူပါဘူးစိခိခိကဂျီလီတွေကလေ နှစ်ခွနဲ့ဆယ်ကျော်နော်ဒီအာနာရှင်ရဲ့အောက်မှာနေလာတာများလို့လားမသိဘူးစိတ်ဓာတ်တွေကဟိုဘယ်လိုပြောလဲဥပဒေနဲ့ဥပဒေအောက်မှာမသွားချင်ကြဘူးနော်ဒါကကျမပြည်သူတွေကိုစော်ကားတာမဟုတ်ပါဘူးပြောပြတာပါကျမနိုင်ရှင်ပြတာပါအားကြောင့်မို့လေအခုစိတ်ကူးမှဖြစ်နေတဲ့ပြည်သူကိုပြောချင်တာကလွတ်လွတ်လပ်နေချင်လို့စိတ်ကင်းပြည်နယ်ကိုလာခဲ့ပါနော် လူကြီးမင်းတို့ရဲ့သားတွေသမီးတွေမြေးတွေမြစ်တွေဘာလောက်ချင်လဲအကုန်လုံးလို့ရတယ်မြင်းစေးလားလောင်းကစားလားမူကြီးစေးဝါလားဘာလညာလားအကုန်လုံးလို့ရတယ်လာခဲ့လိုက်ပါသိသွားလိမ့်မယ်နော်ဒီလိုဥပဒေအောက်မှာမရှိတဲ့မင်းမဲ့ပြည်နယ်သိသွားလိမ့်မယ်ဟုတ်တဲ့တင်မုံအနေနဲ့ကတော့ရန်ကုန်မှာပြန်ဆုံမယ်ဆိုတဲ့အတိုင်းပါပဲရန်ကုန်တိုင်းမင်္ဂလာလုံးမြို့နယ်ကကျမ်းပတ်စစ်တရရတရားမဝင်ရေကောက်ဘွက်ကိုပအဝင်လှုပ်ဆောင်နေတဲ့ ပြက်ဖို့ရုံပေါ်ခွဲတက်ခဲ့တဲ့ကြောင်း YA အဖွဲ့ကနေပြီးတော့တောင်းရှိသူကထုတ်ပြန်လိုက်ပြီးဖြစ်ပါတယ်။အော်တိုဘာလာ15ရက်နေ့နနက်9:30မိနစ်ခန့်မှာမင်္ဂလာတော်မြို့နယ်မှာရှိတဲ့ကြက်ဖို့ပါတီရုံကိုတွန်လိုင်းတဲ့ဖွဲ့တွေကအင်းရမြင့်မိုင်းတလုံးပြည်ပုံနှလုံးနဲ့ပေါ်ခွဲတက်ခဲ့တာဖြစ်ပါတယ်။အဲတက်ခဲ့မှုတွင်ပြက်မကိုထိရောက်စွာတက်ခဲ့နိုင်ခဲ့ပြီးထိကြိုက်မှုတွေကအများပြားရှိနိုင်တယ်လို့လည်းထုတ်ပြန်ထားပြီးတော့တက်ခဲ့မှုပြုလုပ်ပြီးနောက်မှာတော့တွန်လိုင်းရဲဘော်တွေကထိကြိုက်မရှိအဲ့နဲ့စုခေါ်နိုင်ကြောင်းလည်းသိရှိရပါတယ်။ကြက်လက်ရှိမှာကတော့ကြက်ဖို့ပါတီကနေပြီးတော့လှုပ်ထားတဲ့ဂမီးမတ်တိုင်းသူတို့ရဲ့ လက်ရှိမှာသေဆုံးသွားတဲ့ရောက်3000ကျော်ရဲ့ဂမိမတိုင်မှာမင်းတို့တွေဝင်ပြီးတော့တွားရောက်ပြီးတော့နေရမနေထားဖို့လဲကျောင်းမှာတော့မင်္ဂလာတုံမြို့နယ်ကကျန့်ဖို့ပါတီရုံးကောင်းနေအလွဲမသေးကျောင်းမှာတော့ဒီနေရအခုလိုမျိုးဖြစ်ပေါ်နေဖြစ်ပါတယ်ကဲရောက်မှပြန်ဆုံးမှာတိုင်းမဲ့တွန်လိုင်းပြည်သူတွေနဲ့တူတွန်လိုင်းရဲဘော်တွေအများနဲ့သင်သင်ရှိနေတာကိုလဲပြသနေနေတဲ့ဘော်တွေရပဲဖြစ်ပါတယ်အံကျွဲဝချမ်းသာနေတဲ့ငွေကြေးတွေဟာတလ300ဆိုတာသူတို့ချီးကုန်းတော့သူတို့တည့်ရဲ့ချီးကုန်းနဲ့ပတ်စံတော်မရှိဘူးဟုတ်တယ်ဗလား တော့အဲ့လောက်ပိုင်ဆိုင်နေတဲ့ဟာတွေဘာကြောင့်အဲ့လောက်အထိပိုင်ဆိုင်နေရလဲဆိုတဲ့ဟာကို ကျွန်တော်တို့ပြည်သူ လူထုအနေနဲ့ challenging လုပ်လို့ရ question ထုတ်လို့ရထုတ်ချင်တယ်ဆိုလို့ရှိရင်ကျွန်တော်တို့ပြည်သူလူထုကသူတို့ကိုအဲ့လိုမျိုး challenge လုပ်တဲ့လုပ်ဖို့အတွက် question ထုတ်ဖို့အတွက်ကိုကျွန်တော်တို့ပြည်သူလူထုမှာဘာအခွင့်အရေးတွေရှိလဲကျွန်တော်တို့ပြည်သူလူထုရဲ့အခွင့်အရေးတွေကိုဘလို့တရားဥပဒေနဲ့ကာကွယ်ပေးထားလဲနိုင်ငံမှာတာဝန်ရှိတဲ့လူတွေနိုင်ငံရဲ့ဝန်ထမ်းတွေ ဟုတ်လားသူတို့ရတဲ့လာစာနဲ့မတန်မြာကြီးပွားချမ်းသာနေကြတဲ့ဟာကို ကျွန်တော်တို့ပြည်သူလူထုတွေကဘလို့အခွင့်အရေးမျိုးဘလို့ဘလို့တရားဥပဒေမျိုးဘလို့တရားဥပဒေရဲ့ကာကွယ်စောင့်ရှောက်မှုမျိုးအာမခံမှုမျိုးနဲ့မင်းအောင်လိုင်းအပါအဝင်ဒီမာဖီးယားစစ်အုပ်စုကိုဟွကျွန်တော်တို့စုံစမ်းစစ်ဆေးပိုင်ခွင့်တရားစွဲပိုင်ခွင့်ဘလို့မျိုးအခွင့်အရေးတွေဘလို့မျိုးဥပဒေကကျွန်တော်တို့ကာကွယ်မှုတွေပေးတာလဲ ကျွန်တော်တိကျင်တယ်ဗျာကျွန်တော်လည်းဖမ်းတင်တယ်မေယောင်လိုင်ကိုကျွန်တော်လည်းတရားစွဲခြင်းတယ်မေယောင်လိုင်ပါဝင်ဒီမာဖီးယားစေအောင်စု တစုလုံးရဲ့ဟုတ်လားဗိုလ်ချုပ်တွေရဲ့ပိုင်ဆိုင်မှုတွေနော်ဒါသူတို့ကျူးလွန်တဲ့ယာစွေးမှုတွေဟိုစစ်ယာစွေးမှုတွေဟိုယာစွေးမှုတွေနော်ဒီယာစွေးမှုတွေကိုမပြောသေးဘူးနော်ဒါတွေကိုပဲကျွန်တော်တရားစွဲတင်တယ်ဗျာဘလို့ဥပဒေမျိုးနဲ့ဘလို့အခွင့်အရေးမျိုးနဲ့ကျွန်တော်ဒီလူတွေကိုတရားစွဲလို့ရမလဲအဲ့အဲ့ဒါနည်းနည်းတော့နော် ကျွန်တော်တို့ကဟိုဒေါ်တတ်ကန်အခုရွေးကောက်ပွဲကိုဝင်တော့မှဖြစ်တဲ့အတွက်ကြောင့်မလို့အဲ့ဒီမေးခွန်းလေးကိုကျွန်တော်ဒေါ်တတ်ကန်ကိုပဲဒီကနေပြီးတော့မေးကြည့်ချင်တယ်ဗျာတတ်တကန်ကိုဒီကမေးနေတတ်ကန်အိမ်နိုင်ရောသွားမေးဟာချိုကြီးကတော့တတ်တကန်ကိုသွားပြီးတော့ဖင်ထုံးနဲ့သွားထိုးနေပြန်ပြီမင်းအောင်နိုင်ရဲ့ဘောမှနေပါလေလူတို့ကဝေပြန်ထားပါလေဆိုမှမင်းအောင်နိုင်ကိုဖမ်းမနေသာမင်းအောင်နိုင်ဘောတော့မလွတ်အောင်မနေ့စုပ်ထားရတယ်တတ်တကန်ကိုသွားပြီးတော့ဖင်ထုံးနဲ့သွားထိုးနေပြန်ပြီဟမ် အနောက်ပြည်တော်ဒေါ်တတကန်တိုင်းပြည်ဖွံ့ဖြိုးတည်ဆောက်ရေးဟုတ်လားအတင်းကဒါတွေဟိုဟာတွေညာတွေပြောကြတယ်ပေါ့အခုဒေါ်လဲစုကြည်ကိုလည်းအချင်းပြတ်ခြားစားလို့ဟိုနေ့ဖြစ်တယ်ဆိုတော့ကျွန်တော်တို့အနာဂတ်သွားမယ့်ဒီမိုကရေစီနိုင်ငံဒီမိုကရေစီနော်လမ်းကြောင်းမှာဟုတ်လားအခု2008ကနားပြောနေတဲ့2008ဖွဲ့စည်းပုံအခြေခံဥပဒေရပဲကျွန်တော်ရဲ့ပြည်သူတယောက်ရဲ့စန္ဒာနော် ကျွန်တော်လိုမျိုးပဲအခြားပြည်သူတွေမှာလည်းဒီစန္ဒာတွေရှိတယ်နော်ခင်ဗျားတို့အခု လွတ်တော်တွေကိုဝင်မယ်လွတ်တော်ကိုယ်စားလှယ်တွေပေါ့နော်လွတ်တော်ကိုယ်စားလှယ်တွေကျွန်တော်တို့ပါတီတွေအနိုင်ရပြီးသွားလို့ရှိရင်ဝင်ကြီးတွေတမရတွေဟိုဟာတွေဒီဟာတွေကျွန်တော်တို့ရေလောက်ကြမယ်ဟုတ်တယ်မလားအဲ့တော့ခင်ဗျားတို့ရေကောက်ပွဲမဝင်ခင်မှာလွတ်တော်အမှန်မဖြစ်ခင်မှာနော်ကျွန်တော်တို့ပြည်သူတွေကခင်ဗျားတို့တီစဲရှီစဲပိုင်ဆိုင်ထားတဲ့ငွေကြေးစီဝါရေးလုပ်ငန်း ဒါတွေကိုအကုန်လုံးကျွန်တော်တို့သိကျင်တယ်ဗျာတိုင်းပြည်ကိုခင်ဗျားတို့အခုနေဘလောက်ဆောင်တာလဲဘလို့ဆောင်တာလဲခင်ဗျားတို့စီးပွားရေးလုပ်ငန်းတွေဘလောက်ပိုင်ဆိုင်လဲဘာတွေရှိလဲဆိုတော့ခင်ဗျားတို့ register လုပ် register လုပ်ရမယ်မှတ်ပုံတင်ရမယ်မှတ်ပုံတင်ရမယ်ဟင်ခင်ဗျားတို့လွှတ်တော်ကိုယ်စားလှယ်တွေရောသမရလုပ်မဲ့လူတွေရောဝန်ကြီးချုပ်လုပ်မဲ့လူတွေရောနော်အကုန်လုံးခင်ဗျားတို့မှတ်ပုံတင်ရမယ်ခင်ဗျားတို့မဝင်ခင်မှာရွေးကောက်ပွဲမဝင်ခင်မှာ ဟုတ်လားကဲရွေးကောက်ပွဲဝင်ပြီတာဝန်တွေရပြီခင်ဗျားတို့တာဝန်ကနေပြီးတော့ဟုတ်လားဟိုခင်ဗျားတို့နောက်တဲ့တခါမဲမရလို့ပဲဖြစ်စေဘာကြောင့်မျိုးပဲဖြစ်စေပေါ့ဗျာတာဝန်ကနေခင်ဗျားတို့အနားယူသွားတာပဲဖြစ်စေခင်ဗျားတို့တာဝန်ပြီးစီးသွားတာပဲဖြစ်စေခင်ဗျားတို့ပြန်ထွက်သွားတဲ့အချိန်မှာလည်းခင်ဗျားတို့ထွက်တဲ့အချိန်မှာရှိတဲ့ပိုင်းဆိုင်မှုတွေဟုတ်လားချမ်းသာကြွယ်ဝမှုတွေအကုန်လုံးကိုခင်ဗျားတို့ register လုပ်ပြည်သူလူနည်းကိုခင်ဗျားတို့လွှတ်တော်ပေါ့ဗျာ ပြရမယ်။မဝင်ငွေမှာလည်းပြရမယ်။ဖတ်တဲ့အချိန်မှာလည်းပြရမယ်။အဲ့တော့ခင်ဗျားတို့မဝင်ငွေမှာသိန်း100ရှိတယ်ဆိုလို့ရှိရင်ခင်ဗျားတို့ထွက်သွားတဲ့အချိန်မှာသိန်း1000ဖြစ်နေလို့ရှိလို့ရှိရင်အဲ့သိန်း1000ကိုကျွန်တော်တို့ပြည်သူလူထုအနေနဲ့ခင်ဗျားတို့စုံစမ်းစစ်ဆေးခြင်းနဲ့ဗျာဒီကိစ္စတွေကိုစုံစမ်းစစ်ဆေးခြင်းနဲ့တရားဥပဒေရခင်ဗျားဝင်လာတဲ့အချိန်မှာသိန်း100 နောက်ထပ်သွားတဲ့အချိန်မှာတိန့်တထောင်ဖြစ်သွားတယ်ဒီတထိန်တိန့်တထောင်ကဘယ်စီးပွားရေးလုပ်ငန်းဘလို့ပုံစံမျိုးနဲ့ဘာဖြစ်လို့ဘလို့ဟိုနည်းမျိုးနဲ့ဒီ3တိန့်900ပို့ပြီးတော့ခဏအဲ့အချိန်မှာရှိနေတာလေဒါလေးကျွန်တော်တို့သိကြတယ်ခင်ဗျားတို့တိုင်းပြည်ကိုအုပ်ချုပ်မဲ့လူတွေရဲ့ဟုတ်လားကိုပိုင်ငွေချေးတုံးဆွဲမှုတွေကိုပိုင်ပိုင်ဆိုင်မှုတွေကိုကျွန်တော်တို့ပြည်သူလူထုအနေနဲ့သိကြတယ်မြင်ကြတယ်ထိန်းချုပ်ကြတယ်ထိန်းချုပ်ကြတယ်ဟုတ်လားအဲ့လိုဥပဒေမျိုးတွေကို လွတ်တော်ထဲမှာတင်သွင်းမှုရှိလားဒေါ်သက်သက်ခလွတ်တော်ထဲမှာအဲ့လိုဥပဒေမျိုးတွေတင်သွင်းတင်တင်သွင်းမှုရှိလားအဲ့ဒီဥပဒေကအရေးကြီးဆုံးပဲနော်အဲ့တော့ခင်ဗျားတို့ဒီနိုင်ငံရေးသမားတွေမဟုတ်ဘူးတိုင်းပြည်မှာတာဝန်ထမ်းဆောင်နေတဲ့ရဲချုပ်တွေခင်ဗျားတို့ရဲဘူးအစ်စ်ကနေအထက်ဟလာစစ်သားဆိုလို့ရှိလို့ရှိရင်လေဘိုးကြီးအစ်စ်ကနေအထက်ဟမ်တိုင်းပြည်မှာ ဘယ်တော့မှဘယ်နိုင်ငံရဲ့ဒီ institution ဒီဒီ bureaucrat ရန်ရတခုလုံးမှပါနေတဲ့နော်ဒီအရာရှိတွေရဲ့ပိုင်ဆိုင်မှုတွေလုပ်ငန်းတွေအကောင်လုံးကို register လုပ်မှတ်ပုံတင်ရမယ်တိကျအဲ့လိုမျိုးလွတ်တော်များကျွန်တော်တို့အဲ့လိုဥပဒေမျိုးတွေလုပ်လုပ်မှလားကဲကျွေးရော်ပါရီမျောနေနေတသက်ခံတော်သူ့ဟာသူတော်အာနာရဖို့ရေးမနေ့ရုံးကန်နေတဲ့အချိန်မှာကျွေးရတသက်ခံကိုသွားပြီးဖင်ထုံးနဲ့မလို့စမ်းပါနဲ့သူ့ဟာသူနေပါသေးဟာ ကဲချိုကြီးလိုပျောင်ကြီးလိုဆိုတာကတော့အလုံးသိတိုင်းမှာလက်ရှိအချိန်မှာမင်းအောင်လည်းတို့ရိုးမကြိုက်ဘဲနဲ့ပျောင်လာတယ်လို့ဘက်ခိုးလာတယ်လို့ဂျားကန်လို့လို့ဂျားနယ်လို့လို့နဲ့လက်ရှိမှာတော့တက်မတော်တို့ရဲ့စစ်တဲ့အပစစ်တဲ့ကြီးကုန်းအကျုံးနေတာကိုတွေ့နေရတယ်။ online မျိုးတွေအလုံးပဲဒီဘီဒီယိုတော့လည်းဆုံးသက်လိုက်ပါတယ်။နောက်ထပ်ဗီဒီယိုမှာတော့နောက်ထပ်တင်ပြတဲ့ဗီဒီယိုကျွန်တော်ရဲ့ Gojira Production Channel လေးကို like and subscribe လုပ် like subscribe ပြီးဘေးကခေါင်းနဲ့နားကြည့်မြင်တက်လာများဗီဒီယိုနဲ့တင်ပြအလုံးကိုကြည့်ရှုနိုင်ရဖြစ်ပါတယ်။ online မျိုးတွေအလုံးပဲဆုံးရှိဖို့အထူးပဲကျေးဇူးတင်ရှိပါတယ်။နောက်ထပ်ဗီဒီယိုမှာလည်းဆုံးတွေ့ကြပါမယ်။